ထိုင်းနိုင်ငံရဲ့ငွေကြေးဖြစ်တဲ့ဘတ်ငွေဟာအမေရိကန်ဒေါ်လာလိုကင်ထားတဲ့ငွေကြေးပါလား။ထိုင်းနိုင်ငံဟာမြန်မာနဲ့နယ်နိမိတ်ချင်းထိဆက်နေတဲ့နိုင်ငံဖြစ်တယ်လို့စီးပွားရေးလူမှုရေးအပါအဝင်နိုင်ငံရေးအရာလည်းများစွာချိတ်ဆက်နေတဲ့နိုင်ငံဖြစ်ပါတယ်။ဆိုတော့ထိုင်းငွေကြေးဟာမြန်မာအတွက်အရေးပါတဲ့နေရာမှာရှိနေတယ်လို့ကုန်သွယ်ရေးငွေကြေးလဲလဲမှုကန်တာမှာလည်းချိတ်ဆက်လှုပ်ဆောင်နေပါတယ်။ဒါကြောင့်ထိုင်းငွေကြေးဖြစ်တဲ့ဘတ်ငွေဟာလည်းအမေရိကန်ဒေါ်လာလိုကိုင်းတွယ်တဲ့နိုင်ငံခြားငွေကြေးဖြစ်တယ်လို့အကျိုးအမြတ်လည်းရှိပါတယ် ဘာကြောင့်ထိုင်းငွေကြေးကိုကင်တွယ်တင့်လဲဆိုတာကိုအချက်အလက်တွေနဲ့ရှင်းပြပေးမှမို့ငွေကြေးကဏ္ဍစိတ်ဝင်စားနေသူတွေနားထောင်တင်ပါတယ်။မြန်မာငွေကြေးဟာလက်ရှိအခြေအနေတွေကြောင့်တည်ငြိမ်နေတဲ့အခြေအနေမှာရှိမနေပဲဖောင်းပွားလာနေတဲ့သဘောမှာရှိနေပါတယ်။2020ခုနှစ်ကမြန်မာကျပ်ငွေတန်ဖိုးဟာအမေရိကန်ဒေါ်လာ1300ကျပ်ဝန်းကျင်မှာရှိပြီးထိုင်းဘတ်ငွေတစ်ပတ်ကိုမြန်မာကျပ်30ဝန်းကျင်မှာသာရှိနေခဲ့တာပါ 2025ခုနှစ်ရောက်ချိန်မှာတော့ American Dollar ကျပ်4400ဝန်းကျင် ရောက်လာပြီးထိုင်းဘတ်ငွေတစ်ပတ်ကိုမြန်မာငွေကျပ်130ဝန်းကျင်မှာရောက်ရှိလာခဲ့ပါတယ်။ဒီအချက်တွေကြည့်ရင်9နှစ်ဝန်းကျင်အတွင်းမြန်မာကျပ်ငွေဖောင်းပွားမှုဟာသုံးစားကျော်ဖြစ်လာနေပြီးထိုင်းဘတ်ငွေကတော့တည်ငြိမ်နေတဲ့သဘောမှရှိပြီးမြန်မာထက်တန်ဖိုးပိုကောင်းလာနေပါတယ်။ ဒါအပြင်ထိုင်းနိုင်ငံဟာမြန်မာအတွက်အရေးပါတဲ့ကုန်သွယ်ဖက်နိုင်ငံဖြစ်လာပြီးတော့တရုတ်နယ်စပ်တွေပိတ်နေတဲ့အခြေအနေကထိုင်းကုန်စီနဲ့တွန်းအားစုကိုပိုအားကိုးလာနေရပါတယ်။မြန်မာပြည်ဟာပြပတွန်းကုန်ကိုမိခိုနေရတဲ့နိုင်ငံဖြစ်ပြီးတော့ထိုင်းကနေစားတောက်ကုန်အလှကုန်ပစ္စည်းအထည်အလေးစက်ပစ္စည်းနဲ့စိန်ခံပစ္စည်းတွေကိုအဓိကတင်သွင်းနေပါတယ်။မြန်မာကနေလည်းရေထွက်ပစ္စည်းပြောင်းရာဘာတစ်တဘာဝတန်းငွေတွေအထိတင်ပို့ရောင်းချနေပြီးထိုင်းနိုင်ငံနဲ့ငွေကြေးလဲလှယ်မှုအပိုင်းမှာပိုပြီးအားကောင်းလာနေတာပါ။ ။ဒါအပြင်ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသား9တန်းကျော်ရောက်ရှိနေပြီးတော့မြန်မာပြည်ကိုတစ်နှစ်အမေရိကန်ဒေါ်လာ1ဘီလီယံကျော်ငွေထွက်နေကြပါတယ်။ဒီပမာဏကထိုင်းဘတ်ငွေနဲ့ဆိုရင်ဘတ်69ဘီလီယံအထိရှိနေတာမို့တစ်နှစ်အတွင်းမြန်မာနိုင်ငံထဲကိုပေးပို့နေတဲ့ငွေကြေးစည်းကွက်ပမာဏကကြီးမားပါတယ်။ ။ထိုင်းနိုင်ငံရဲ့စီးပွားရေးဟာကမ္ဘာနိုင်ငံကြီးရေးချိန်မှာပြင်းလွယ်ပြောင်းလွယ်ရှိတာမို့မြန်မာကျပ်ငွေထက်စားရင်တည်ငြိမ်တဲ့နှုံသားတစ်ခုမှတည်ရှိနေပါတယ်။အဖက်ဖက်ကနေပိတ်ဆို့မှုခံနေရတဲ့စစ်ကောင်စီအတွက်လည်းထိုင်းငွေကြီးဟာငွေကြေးလွှဲပြောင်းမှုအတွက်အရေးပါနေပြီးလက်ရှိမှာလည်းအသုံးပြုနေပါတယ်။မြန်မာစီးပွားရေးနဲ့ငွေကြေးတန်ဖိုးဟာအာဏာသိမ်းပြီးနောက်ပိုင်းထိုးကျသွားခဲ့ပြီးတော့ ငွေကြေးလိုအပ်ချက်ကိုငွေဆက်ကူအသစ်ရိုက်ထုတ်ခြင်းနဲ့ဖြည့်ရှင်းတာကြောင့်ငွေကြေးဖောင်းပွာလာပါတယ်။စစ်ကောင်စီဟာနိုင်ငံဖွံ့ဖြိုးရေးအတွက်နိုင်ငံခြားငွေကြေးတွေကိုတုံးဆွဲမဲ့အစားစစ်အတုံးစရိတ်မှာကြဲကြဲပြန့်ပြန့်တုံးဆွဲလာနေတာကြောင့်နိုင်ငံခြားငွေကြေးရှားပါးလာပါတယ်။ဒါအပြင်အမေရိကန်ဒေါ်လာငွေကြေးကင်ဆောင်မှုနဲ့ပတ်သက်ပြီးထိမ့်ချုပ်လိုက်တာကြောင့်ပြည်တွင်းမှာနိုင်ငံခြားငွေကြေးလိုအချက်မြင့်မားလာခြင်းကထိုင်းဘတ်ငွေကိုပိုအားကောင်းလာစေခဲ့ပါတယ်။ထိုင်းနိုင်ငံဟာမြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေပြီး နေဆက်ကုံသွေးရေးကောင်းမွန်နေတယ်လို့ထိုင်းနိုင်ငံအတွင်းမှာမြန်မာနိုင်ငံသားတန်းချီရှိနေမှုကငွေကြေးလည်ပတ်မှုကိုကောင်းစေပါတယ်ဘဏ်အကောင့်တွေဖွင့်လှစ်ထားနိုင်မှုနေစဉ်ငွေကြေးလဲလှယ်တဲ့ဈေးကွက်ရှိနေမှုကုန်သွယ်ရေးကောင်းမွန်နေခြင်းကထိုင်းဘဏ်ငွေကြေးကိုကင်ထားနိုင်ရင်အကျိုးအမြတ်ရရှိစေပါတယ်။ထိုင်းဘဏ်ငွေဟာအလွယ်အတကူလဲလှယ်လို့ရတယ်လို့ပြန်လဲရောင်းချရမှာလဲမြန်ဆန်တာကြောင့် ဖောင်းပွားလာနေတဲ့ကြက်ငွေတန်ပိုးထက်တည်ငြိမ်တဲ့အခြေအနေမှာရှိနေတာမို့ပူပြီးလုံခြုံမှုရှိပါတယ်။ပြီးခဲ့တဲ့၄နှစ်ကျော်အတွင်းထိုင်းဘက်ငွေလဲလဲမှုနှုန်းဟာလေးစားမြင့်တက်လာခဲ့တာမို့နောက်နှစ်နှစ်အတွင်းထက်သက်မဲ့ဈေးကွက်တန်ဖိုးအလားအလာက ပိုကောင်းမွန်နေပါတယ်။ဒါကြောင့်ဈေးကွက်တန်ဖိုးအလားအလာအရထိုင်းဘက်ငွေဟာကောင်းမွန်နေပြီးမြန်မာကတော့စီးပွားရေးကျဆင်းမှုတဘာဝဘေးဒဏ်ပေါင်းစုံကြောင့်ပိုပြီးအထိနာနေပါတယ်။ ဒါအပြင်အာနာသိမ်းယူထားတဲ့စစ်တပ်ဟာနိုင်ငံစီးပွားရေးကိုတိုးတက်အောင်မဖန်တီးနိုင်တဲ့အပြင်စီးပွားရေး policy ငွေကြေး policy ကိုလည်းလှုပ်ဆောင်နိုင်ခြင်းမရှိပါဘူး။ဆိုတော့စီးပွားရေးကြာဆင်းမှုတဘာဝဘေးရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုခံစားလာရပြီးတော့ငွေကြေးလိုအပ်ချက်ကိုကြက်ငွေစက်ကူရိုက်ထုတ်ခြင်းနဲ့သာဖြည့်ရှင်းတာမျိုးငွေကြေးဖောင်းပွားလာပါတယ်။ဒါကြောင့်ငွေကြေးလဲလဲမှုအားကောင်းပြီးဈေးကွက်ရှိနေတဲ့ထိုင်းဘတ်ငွေဟာကင်ဆောင်တဲ့ငွေကြေးအမျိုးအစားဖြစ်နေပြီးဒေါ်လာထက်ပိုပြီးလုံခြုံပါတယ်။ ခမားတို့အနေနဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့စီးပွားရေးကဏ္ဍကိုကြည့်လိုက်ပါဒီအခြေအနေတွေကကျန်းငွေတန်ဖိုးကိုဘလို့ဖြစ်စေမှာလဲဆိုတာစဉ်းစားပြီးရင်ထိုင်းဘတ်ငွေကိုကင်တဲ့မကင်တဲ့ကအဖြေရှိနေပြီဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်